မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့ဘကိုးမျိုးမှာကယ်ရီသမားကိုရိုက်နှက်ပြီးတော့စိုင်ကယ်လူရက်မှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်ဘကိုးတိုင်းဘကိုးမျိုးမှာစိုင်ကယ်ကယ်ရီသမားကိုရိုက်နှက်ကစိုင်ကယ်လူရက်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်စက်တင်ဘာ24ရက်ကဘကိုးတိုင်းဆိုင်ကနိုင် GDP ဘန်ရှိကနေကောလိပ်ဖျားသုံးစုအကျော်ရွာတိစိုင်ကယ်ကယ်ရီငှားရမ်းတာကြောင့်လိုက်ဖို့ကြရကနေကောလိပ်ဖျားသုံးစုအကျော်နာရောက်မှာ ရိုက်နှက်ခံရပြီးတော့ဆိုင်ကယ်ကို လူရက်ခံလိုက်ရတာလို့သိရပါဗျ။ပြစ်စင်ကိုတီးတဲ့သူတယောက်ကတော့အကိုပြစ်တဲ့လမ်းကြောင်းကကယ်ရီသမားတွေမောင်းပို့နေကြလမ်းမှာငားတဲ့လမ်းတိုင်းလိုက်ပို့ကြတာလူပြတ်တဲ့နေရာရောက်ကယ်ရီသမားကိုငားလာတဲ့အမျိုးသားကရုတ်တရက်ဇက်ကိုထိုးရိုက်ပြီးတော့ဆိုင်ကယ်ကိုလှူသွားတယ်။ကယ်ရီသမားကဇယိုအကျိုးကျိုးသွားပါတယ်လို့ဆိုပါတယ်။ ရိုင်းနဲ့လူရက်လိုက်တဲ့အမျိုးသားဟာအရက်ရှည်ရှည်ပိန်ပိန်အသက်30ဝန်းကျင်အရွယ်ဖြစ်ပြီးတော့ဆိုင်ကယ်လူရက်ခံရသူအမျိုးသားကတော့လမ်းဘေးရှိရာအတွင်လဲကြပြီးတော့ကားသမားတယောက်ကတွေ့ကကားပေါ်ကိုတင်ပြီးတော့ပကိုးမျိုးစင်ကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါဗျ။မြေပြင်ကူညီဆောင်ရွက်ပေးသူတယောက်ကတော့ဆိုင်ကယ်သမားကိုကားသမားတယောက်ကကယ်တင်ပြီးတော့စင်ုံပို့ပေးလို့သာတခါတည်းမသေးသွားတာ။ ဇက်ကျိုးတဲ့အထီကိုဖြစ်တာပါအခုတော့ပဲခူးစေယုံကနေရန်ကုန်စေယုံကိုလွှဲပြောင်းထားရလို့ဆိုပါရယ်ဆိုင်ကယ်လူရက်တဲ့အမျိုးသားကိုတော့စက်တင်ဘာ26ရက်အထိဖမ်းဆီးရမိတာမရှိသေးဘူးလို့လည်းသိရပါရယ်ပဲခူးမြို့မှာတော့လူရက်တာဓမြတိုက်တာ ဖောက်ထွင်းခိုးယူတဲ့ဖြစ်စဉ်တွေဟာမကြာခဏဖြစ်ပေါ်နေပြီးတော့ကျူးလွန်ခံရတဲ့သူတွေကရဲတပ်ဖွဲ့စီကိုတိုင်ကြားပေမဲ့တရခန့်တွေကိုဖမ်းဆီးရမိမှုအလွန်နှဲပါနေသေးတယ်လို့ဒေသခံတွေထံကသိရပါရယ်ရှင် ဆက်လက်ပြီးတော့လဲဘန်ကောက်လူနေတိုက်ခန်းကားပါကင်မိလာမှုမှာယင်35စီးပျက်စီးသွားတဲ့ကြောင်းဖော်ပြပေးကြပါတယ်။စက်တင်ဘာ28ရက်ဒေတာဆန်တော်ကြီးမနက်တနာရီခွဲမှာတော့ဘန်ကောက်မှာရှိတဲ့လူနေတိုက်ခန်းကမှကားပါကင်မိလောင်လို့ယင်35စီးမိလောင်ပျက်စီးခဲ့ရပါတယ်။ဘန်ကောက်ရက်ဘူရာခရိုင်ဘန်ဘရာခရိုင်ခွဲဆိုင်ဆာရတ်အနီအဆောင်ပါကင်မှာရုတ်တရက်မိထလောင်ရာကနေဒဏ်ရာရရှိထိခိုက်သူမရှိပဲ တိုက်တန်းမှာနေထိုင်တဲ့သူတွေလည်းဘေးကင်းရာရှောင်နိုင်ခဲ့တဲ့ကြောင်းမိသားတပ်ဖွဲ့ကမိနစ်20အတွင်းမှာမိငိမ့်တက်နိုင်ခဲ့တဲ့ကြောင်းတောင်ဝင်ရှိတဲ့သူတွေကထောက်ပြန်လာပါတယ်။ဒါပေမဲ့လည်းကားပါကင်မှာရှိတဲ့ဆိုင်ကယ်29စီး၊စပိန်3စီး၊ကား2စီးနဲ့ပြစ်ကကုန်ကားတစီးမီးလောင်တဲ့အထဲပါသွားခဲ့ကမူကြီးရတပ်ဖွဲ့ကဘလုံမီးလောင်ကြောင်ရတဲ့လေဆိုတာကိုအသေးစိတ်စုံစမ်းနေစေလို့သိရပါတယ်။ CCTV မှတ်တမ်းမှာတော့ဆိုင်ကယ်တစီးကစတဲ့မီးလောင်ကြောင်နာကို လူတဦးကမင်းငိမ့်ခဲ့ပေမဲ့ချက်ချင်းကူးဆက်ပြီးတော့နှိမ်မြနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဆက်လက်ပြီးတော့လည်းရင်တိုက်တာကြောင့်ချင်းမျိုးသမီးတဦးသေဆုံးပြီးတော့သမီးဖြစ်သူလက်နဲ့ခြေထောက်တစ်ပတ်ဆုံးရှုံးတဲ့ကြောင်းဖော်ပြပေးကြပါတယ်။ရန်ကုန်တိုင်းခိုင်တရားမြို့နယ်မှာတော့ရင်တိုက်မှုဖြစ်ပွားပြီးတော့ချင်းမျိုးသမီးတဦးသေဆုံးကသမီးဖြစ်သူလက်တစ်ဖက်နဲ့ခြေထောက်တစ်ဖက်ပြတ်သွားတယ်လို့သိရပါတယ်။စက်တင်ဘာ25ရက်နေ့ညနေ6နာရီခွဲမှာတော့ လိုင်တရာမျိုးအနောက်တောင်သူလမ်းမှာတားမိနှစ်ဦးကိုကားနှစီကအနောက်ကနေဝင်တိုက်သွားတာဖြစ်ပါတယ်။ဒီရင်တိုက်တာကြောင့်မိခင်ဖြစ်သူ68နှစ်ကတော့စက်တဘာ26ရက်နေ့ညနေ9:00နာရီချိန်မှာတေဆုံးခဲ့ပါတယ်။တမိဖြစ်သူကလည်းဘေဘက်လက်နဲ့ဘေဘက်ခြေတော့ဖြစ်လိုက်ရတယ်လို့သိရပါတယ်။သူတို့တားမိလမ်းဘေးမှာသွားနေတော့အနောက်ကနေဝင်တိုက်လိုက်တဲ့ ပြီးတော့နောက်ထပ်တစ်စီးကထပ်ပြီးတိုက်လိုက်ပြန်တယ်။ဒီကနှစ်စီးစလုံးကမင်းမဖွင့်ထားဘူး။ကာသမားတွေလည်းဂူတီမဖမ်းမိပါသေးဘူးလို့ဤဆက်သူကဆိုပါရယ်။သူတို့မိသားစုကတော့ဖလန်းမျိုးကနေရန်ကုန်ကိုစပေးရှောင်လာကြတာလည်းဖြစ်ပါရယ်။သူမရဲ့လောင်ကိုတော့စက်တင်ဘာ30ရက်မှာရန်ကုန်ထိန်ပင်ခရစ်ယာန်တုတ်တံမှာတကြုံမယ်လို့လည်းသိရပါရယ်ရှင်။ဆက်လက်ပြီးတော့လည်းပလင်မော်တက်ပြီးတော့တရားဟောတဲ့အမျိုးသားဖမ်းဆီးခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။တရင်းနိုင်တိုင်းတဝယ်မျိုးနဲ့မှာတော့ပလင်မော်တက်ပြီးတရားဟောတဲ့ဝိပုစင်ကျဲဝတ်အမျိုးသားတအုပ်ကိုတော့ ဖမ်းဆီးခဲ့တဲ့ကြောင်းဒေသခံတွေထံကသိရပါဗျ။တဝယ်မြို့ဝဲကျွန်းရပ်ကွက်မှာယထာဘုဒ္ဓပရိပတ်တိသာသနာရှိတာဆိုတဲ့သာသနာအစအောင်ဆောက်လုပ်ပြီးတော့၎င်းကိုယုံကြည်တဲ့သူတွေကတရားဟောအဋ္ဌထံလုံနေတဲ့ဥယျာဉ်ချင်းဆိုသူကိုသာသနာကျင့်ဝတ်နဲ့မညီဘူးဆိုပြီးတော့စက်တဘာ25ရက်ကညနေပိုင်းမှာရတက်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။သူကအဲ့ဒီလိုလုံနေတာလဲကြပြီးထီးဖြူကတော့အရင်ကတည်းကစောင့်နေပလင်မော်တက်ပြီးတော့ တရားဟောတာကတော့ဒီနှစ်ပိုင်းလောက်ပဲရှိ ਉ မယ်ဒါပေမဲ့သူကပလင်မော်တက်တရားဟောအဋ္ဌထံဝင်လှုပ်တယ်ဆိုပေမဲ့ဘုန်းကြီးတွေလည်းဆုံးကတ်တဲ့ရေရိုသေးသေးကြောပါတယ်လို့၎င်းကဆိုပါတယ်။ဦးရီချင်းရဲ့ Facebook အကောင့်မှာတော့အရင်ကဖော်ပြထားတဲ့ပုံတွေမှာယုံကြည်သူတွေကြောင့်ဝိဖြူစင်ကြယ်နဲ့ထိပြူဆောင်ကအပူဇော်ခန္ဓာတရားဟောဒိဋ္ဌံ အဋိဌံပြုရာမှာအရင်2023ခုနှစ်ဇူလိုင်လမတိုင်ခင်အထိခုံတလုံးပေါ်မှာတရားဟောတာကိုတွေ့ခဲ့ရပါတယ်။ဒီနောက်မှာတော့2023ခုနှစ်ဇူလိုင်လ18ရက်မှာတော့နဂါးပရမယာပလင်တော်မြတ်ဆိုတဲ့ပလင်ကိုဝယ်ယူပြီးတော့အဲ့ဒီနောက်ပိုင်းဖော်ပြတဲ့ပုံတွေမှာတော့24ပစ္စည်းပါတယ်။24ပစ္စည်းပါတဲ့ဗုဒ္ဓဘာသာဘုန်းကြီးများသာကိုင်တဲ့ရက်ကိုကိုင်ဆောင်ပြီးတော့ပလင်ပေါ်တက်ပြီးတရားပြနေတာကိုလည်းတွေ့ရပါတယ်။ ူကအရင်ဘေရင်ဟောရာကနေတရားဟောတဲ့ line ကိုပြောပြီးတော့ကိုပိုင်ကျောင်းပုံစံမျိုးစောက်ထားတယ်လို့သိရတယ်လို့တခြားသတင်းမြစ်ကဆိုပါတယ်။ဥယျချင်းကိုတော့သာသနာညှို့နှံ့မှုနဲ့တဝယ်မျိုးမှာ yes ကမှဖန်ဆီးထားပြီးတော့သာသနာညှို့နှံ့မှုပုံမှာ295ကကြီးနဲ့တရားစွဲဖို့စီစဉ်နေတဲ့အကြောင်းဖော်ပြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကတော့မွန်ပြည်နယ်မုရုံမြို့နယ်နှိဘရောကြီးရွာကထိပြူဆောင်ပြီးတော့ပလင်မော်တက်တရားဟောတဲ့ပြီးတကတ်၃ပုံမေတော်ကြီးဆိုသူအမျိုးသမီးကိုလည်း ရင်တက်ဖွဲ့ကဖမ်းဆီးပြီးတော့ပုံမှန်295ကာဂျီနဲ့တရားစွဲဆိုထားပါတယ်။ဒါအပြင်ကလပ်မှာတရဏဂုံ3ပါဓမ္မဒီတခြင်းကို DJ တိခတ်ခဲ့တဲ့ DJ Violet ကိုခင်ထွေးထွေးမှုနဲ့မန်နေဂျာအပါဝင်တခြင်းဖွင့်ခဲ့တဲ့မန်လီကာကာဘာကလပ်ပိုင်ရှင်မန်နေဂျာကိုလည်းရဲတပ်ဖွဲ့ကစက်တင်ဘာ17ရက်နေ့နဲ့17ရက်နေ့တွေမှာဖမ်းဆီးမှုဖွင့်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပလုံကောင်းရင်ကလေးစေးဖို့ရှာနေတဲ့အမျိုးသမီးရင်းနှစ်သိဆုံးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ပဲခူးတိုင်းပဲခူးမြို့ဥတ္တာမြို့တဲ့ကိုရောက်ကွက်ကရင်းတို့မြောင်းထဲမှာဘိုးခွန်ဆင်းကောက်တဲ့အမျိုးသမီးရင်းနှစ်သိဆုံးတယ်လို့ကိုကြီးကယ်စိမ်းလုံဆောင်ကယ်သူတွေထံကသိရပါတယ်။သေဆုံးသူကတော့အသက်29နှစ်အရွယ်မတ်တကြံမိုးဆိုသူဖြစ်ပြီးတော့စက်တင်ဘာ26ရက်နေ့လယ်တနားရက်ကမှတူမဖြစ်သူနဲ့အတူတူပလုံကောက်ထွက်တဲ့ချိန်ရေအနက်၄ပေကျော်ရေမြောင်းထဲမှာရင်းနှစ်သိဆုံးသွားတာလို့ဆိုပါတယ်။ရေကတော့သူ့ရန်နေတောင်လယ်ပင်လောက်ရှိတယ် ကလေးနေမကောင်းလို့ဘိုးဘုံသွားကောက်တာအလောင်းကတနအီတွင်တွေ့တာသူ့ရဲ့တူမလေးနဲ့သွားတော့သူရင်နစ်နေတာကိုလူကြီးတွေကလာပြန်ခေါ်တာကလေးကလှမ်းဆွဲသေးတယ်မမိတော့လို့လို့ကိုကြီးပေးခဲ့သူကဆိုပါတယ်ရင်နစ်တည်ဆုံးသွားတဲ့အမျိုးသမီးအလောင်းကိုတော့ဒေသခံတွေကတနအီတွင်ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်ဘကိုးစင်းဟုံကိုပို့ဆောင်ခဲ့ရလို့သိရပါတယ်ရင်နစ်ဆုံးသွားသူအမျိုးသမီးကတော့အောက်တာမြို့တဲ့ရက်ွက်ရှစ်နေထိုင်သူဖြစ်ပြီးတော့အမျိုးသားဖြစ်သူဟာလည်း 2024ခုနှစ်အတွင်းကလေးမိဖွားပြီးချိန်မှာဆုံးပြစ်သွားတယ်လို့သိရပါဗျ။လက်ရှိနေမကောင်းဖြစ်နေတဲ့ကလေးငယ်ကတော့အသက်နှစ်နှစ်ဝန်းကျင်အရွယ်တားရောက်ကြနေဖြစ်ပြီးတော့တော်ကွေးမိပြီးနေမကောင်းဖြစ်နေတာကြောင့်ဆေးကပြပုံငွေကြေးလိုအပ်နေတာလို့ကုညီပေးသူကဆိုပါတယ်။ယင်းနှစ်ဆုံးသွားတဲ့အမျိုးသမီးရဲ့နားရည်အတွက်ကလေးစေကူသားပုံမျိုးကံပရာဟိတတွေကကုညီဆောင်ရွက်ပေးနေပြီးတော့စက်တင်ဘာ28ရက်မှာတကြုံမယ်လို့ဆိုပါတယ်။ဩဂလ၄ရက်ကတော့ပကိုးမျိုးသွန်ဖျားရက်ကွက်သွန်ဖျားလမ်းမှာရှိတဲ့ကြက်ကဝိုင်းစာတင်တိုက်က ကတော်73နှစ်အရွယ်ကိုရင်နန္ဒအပါဝင်6ပါးကတော့မြစ်တွင်ရေစင်းကိုရာကနေကိုရင်နန္ဒဟာရေစင်းနဲ့တို့မျိုးပါတည်ဆုံသွားတယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့လဲမုံတိုင်းကြောင့်တနိုင်ငံလုံးမှာမိုးရွာပြီးတော့လေပြင်းတိုက်ရုတ်တရက်ရေကြီးနိုင်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ပင်လယ်ပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ရဲ့အရှင်ကြောင့်ပဲတနိုင်ငံလုံးမိုးရွာနိုင်ပြီးတော့မိုးသက်သက်ထန်ထန်ရွာက လေပြင်းတိုက်ခတ်တာနဲ့ရုတ်တရက်ရေကြီးတာတွေဖြစ်နိုင်တယ်လို့မိုးလုံသားက စက်တင်ဘာ29ရက်မှာထုတ်ပြန်လာပါတယ်ဒီမနက်9နာရီခွဲချိန်တိုင်းထွားချက်တွေရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်ကိုရွေ့ရှားပြီးတော့အိန္ဒိယနိုင်ငံပူရီမြို့နဲ့အနောက်တောင်ဘက်ရေမှန်35မိုင်လောက်မှာရှိနေတယ်လို့ဆိုပါတယ်ရှင်ဆက်လက်ပြီးတော့တီရီလင်္ကာမှာကေဘယ်ကားကျိုးပြက်ပြီးတော့တန်ငါခုနှစ်ပါးပြန်အောင်တော်မူတဲ့အကြောင်းဖော်ပြပေးကြပါမယ်တီရီလင်္ကာနိုင်ငံရဲ့ရှီဟောင်းတောင်ဝင်းမြို့တော့ကူရုံနီကာလာမှာကေဘယ်ကားတိုင်းကျိုးပြက်ကြခဲ့လို့နိုင်ငံခြားသား၃ယောက်ပါဝင်ဗုဒ္ဓဘာသာဖုံးတော်ကြီး ခုနှစ်ပါပြန်လည်တော်မူသွားခဲ့တဲ့ကြောင့်ပြည်တွင်းမီဒီယာတွေမှာဖော်ပြပါတယ်။တန်ကတော့73ပါကတော့သာသနာရေးအခမ်းအနားတွေပြစီပြီးသူတို့နေထိုင်ရာနေရာကိုပြောင်းတဲ့အချိန်မှာကေဘယ်ကားတိမ်မောင်းမှုဖြစ်ပွားခဲ့တာလို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ဆုံးသွားတဲ့နိုင်ငံခြားသားဗုဒ္ဓဘာသာတန်ကသုံးပါကတော့ရုရှားအိန္ဒိယနဲ့ရူမေးနီးယားတို့ကဖြစ်တယ်လို့လည်းသိရပါတယ်။ကျန်တဲ့တန်က6ပါကတော့ဒဏ်ရာရရှိခဲ့တဲ့အကြောင်းပြည်တွင်းမီဒီယာတွေမှာဖော်ပြပါတယ်။